လို့ guys diamond ကျူတော့မှကျူဆိုပါတယ်ကျွန်တော်တို့အစင်းမှာဒီ video လေးမှာဆိုရင်တော့ brow food အကြောင်းပြောသွားမှာဖြစ်ပါတယ်အဲဆိုရင်ဒီ video လေးကိုစလိုက်အောင် brow food ဆိုတဲ့ game က application tier နဲ့ဆောရတဲ့ game တော့မဟုတ်ပါဘူး roblox ဆိုတဲ့ game community တွေကနေဆောရတဲ့ game လေးတစ်ခုပဲဖြစ်ပါတယ် game လေးဆိုလို့အထင်မသေးစေချင်ပါဘူး 1B fan တွေကြိုက်တွေ့စီမဲ့ game လေးတစ်ခုပါဘာလို့ဆိုတော့ 1B ကိုအခြေခံထားလို့ပဲဖြစ်ပါတယ် ်ဂိမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ထရီထူးတော့မဟုတ်ပါဘူးအာဖရီစားပြီးဖရီမှာရတဲ့အဘလက်ဒီတွေနဲ့လေဗယ်ဖန်ရမှာဖြစ်ပါတယ်အဲဒီဂိမ်းလေးဝင်လိုက်ပြီဆိုရင်တော့ဖရီနဲ့မရင်းဆိုပြီးရွေးရမှာဖြစ်ပြီးတော့ဒီဖရီနဲ့ဆော်မလားမရင်းနဲ့ဆော်မလားယူလိုက်ရုံပါပဲ ဘရာဖူရဲ့အဓိက main ကတော့ level fan နဲ့နည်းပြပြချတာပဲဖြစ်ပါတယ်ဒီ level fan မှုဆိုရင်ကတော့ဒီ quest တွေယူပဲ quest တွေယူပြီးရင်အဲ့ quest တွေမှာခိုင်းတဲ့ boss တွေကိုတက်ရမယ်သူခိုင်းရတာပေါ့ငါးကောင်တက်ခိုင်းငါးကောင်တက်မယ်၆ကောင်တက်ခိုင်း၆ကောင်တက်မယ်ပေါ့ပြီးရင် level တစ်ခုတက်ပါတယ်ဒီ level တစ်ခုတက်တိုင်းမှာဒီ setup ၃ခုစီရမှာဖြစ်ပါတယ်ဒီ setup တွေကိုတော့ဒီအဲ့ဒီ base ရရှိနေတဲ့ icon ထဲမှာ setup ဆိုတဲ့ icon ထဲမှာထည့်လို့ထည့်ရမှာဖြစ်ပါတယ်အဲ့ထဲမှာဆိုရင်တော့ဖြစ် midi ရ defend ရ sort ရ gun နဲ့ bravo ဆိုပြီးတော့လေးမျိုးရှိပါတယ်မီလီမှာထည့်ပဲဆိုရင်တော့ energy bar လေးမှာ energy တွေတိုးလာမှာဖြစ်ပြီးဒက်တီးနဲ့ချရတဲ့အချိန်မှာ damage တိုးလာမှာဖြစ်ပါတယ်ဒီ defend မှာဆိုရင်တော့ဒီ defend မှာထည့်မယ်ဆိုရင်ပေါ့နော်ဒီ head bar လေးမှာဆိုရင် head တွေသွေးသွေးတိုးလာမယ်ပေါ့သွေးတိုးလာပြီးတော့မားလာမယ်ပေါ့ဒီ saw မှာထည့်မယ်ဆိုရင်တော့ဒီ saw saw နဲ့ထိုးရချရပေါ့ saw နဲ့ချရတဲ့အချိန်မှာပေါ့နော်ဒီ damage တိုးလာမှာဖြစ်ပြီးတော့ gas ဆိုရင်တော့ gas damage ကိုတိုးစေမှာဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ brow fruit ကိုထည့်မယ်ဆိုရင်တော့ဒီကိုစားထားတဲ့ fruit ရဲ့ damage ကတိုးလာပါပဲဖြစ်ပါတယ်ဒီသူ့မှာဆိုရင် level က2650မဇီမန်ရှိပါတယ်။ပြီးရင်သူ့မှာ map တစ်ခုတည်းရှိရအောင်ပို့ပါဦး။ C1, C2, C3 ဆိုပြီး၃ခုရှိရပါ။အာကြီးတစ်ခုစီမှာဆိုရင် island တွေရှိပါတယ်။ဒီ island တစ်ခုပေါ်မှာဒီတက်မှတ်သူ့တက်မှတ်ထားတဲ့ level ပြည့်ပြီဆိုပြီးနောက်ထပ် island တစ်ခုပြောင်းပြီး level ဖန်ရမှာဖြစ်ပါတယ်။အာပြီးတော့ C1 မှာဆိုရင် level က1ကနေပြီး900အထိရှိပြီးတော့ဒီ level 900ပြည့်ရာနဲ့ ဒီ C2 ကိုသွားမှာဖြစ်ပါတယ်ဒီ C2 ကိုတော့ဒီလူလောက်ခိုင်းတဲ့ quest လေးလုပ်ပြီးတော့သွားမှာပါမြင် C2 ရောက်ပြီဆိုရင် C2 ကတော့ဒီ level 900ကနေပြီးတော့1500ဒီ fan မှာပေါ့ဒီ level 1500ပြည့်ပြီဆိုရင်တော့ဒီ C3 ကိုသွားမှာပါဒီ C3 ကလည်းခုနလိုပါပဲဒီ quest လုပ်ပြီးမှသွားမှာပါအပြီးတော့ဒီဒီမှာဆိုရင် level fan อ่ะจีเว่หมอบเนาะ PVP PVP ได้ฉะลงได้ဒီตัวมา ဒီဘက်မှာရှိရဲ့ဒီ player တွေပေါ့ player တွေချင်းချင်းချမယ်ပြီးရင် boundary တွေပါရရမယ်ဒီ marine ဆိုရင်တော့ honor တွေရမယ်ဒီစီးဘက်လုံးမယ်ဆိုရင်တော့ဒီဘုတ်ဆယ်လာဘုတ်ဆယ်လာစီမှာလေဝဲပြီးရင်အဲ့လေနဲ့ပင်လေပင်လေကိုရွက်လိုက်ရမှာပဲဖြစ်ပါတယ် ဒီရွက်လွင်နေနေပေါ့နော်ပင်လယ်ပြင်ထဲမှာဒီ Simon Star ရဲ့ spawn လာမယ်အဲ့ကောင်တွေကိုတဲ့ရင်နဲ့ဒီ chain item တွေရမှာဖြစ်ပါတယ် ဒီ brow fruit မှာဆိုရင်ဒီ fruit ရေ sort ရေ gun ရေ accessory တွေကိုမျိုးစားခွဲထားပါတယ်ဒီ mythical legendary rare common နဲ့ uncommon တို့ပဲဖြစ်ပါတယ်အဲ့ထက်မှာဆိုရင် mythical ကအမြင့်ဆုံးဖြစ်ပြီးတော့ဒီ uncommon ကတော့အနေဆုံးဖြစ်ပါတယ် brafo ကိုလူတွေမကြိုက်ရတဲ့အချက်ကတော့သူတို့ကိုယ်တိုင်ဆော့မကြည့်ရသေးလို့ပါ။ဘာလို့ကျွန်တော်လည်းအဲ့လိုပါပဲ။အရင်ကတော့ဆော့မကြည့်ဘူးဆိုပြီးတော့မကြိုက်ဘူးပြောခဲ့တယ်။ဒါပေမဲ့ဆော့ကြည့်လိုက်တဲ့အခါမှာတော့ထင်လို့မဟုတ်ခဲ့ပါဘူး။တကယ်ကောင်းပါရဲ့။ဒီနောက်ချက်အနေနဲ့ကတော့ဒီ သူချားဂိမ်းနေလို့မျိုးဒီပီဇယ်ရီဗေးကြီးကိုတယောက်တည်းလုံးတော့မရပါဘူး။ဘာလို့ဆိုတော့အရန်ခက်ပါရဲ့။အာဒါကြောင့်မလို့ဒီတငယ်ချင်းတွေဆိုရင်ရှိရဆိုရင်လည်းဒီဂျူရိုဒါမှမဟုတ်ရင်ဖီယိုဖြစ်ဖြစ်ဆော့မအဆင်ပြေမယ်အဆင်ပြေပါမယ်။အပြီးတော့ဟာ sorry ယူဖို့ပီဇယ်ရီလောက်တာတွေကအချိန်အချိန်တော့ပေးရပါရဲ့။ ါမဲ့ရသွားပြီဆိုရင်တော့တကယ်မိုက်ပါတယ်။ဒါပြင်တကယ်ရင်းရင်လည်းဒီ flu ထိတ်လို့ရမယ်။ပြင် PPP ချရလည်းလို့ရမယ်။ဒီ PPP ချဖို့အတွက်ဆိုရင် C1 C2 C3 ရောမှာ၃ခုစလုံးမှာဆိုရင်ဒီ PPP arena တွေရှိပါတယ်။အာပြီးတော့ဒီဘာနော် Bravo ကိုမကြိုက်တဲ့ Bro လေး Bro တွေကိုပြောချင်တာကတော့ဒီအနည်းဆုံးတော့ sensor ကြည့်ပေးပါ။ဒီအစမ်းစောကြည့်ပြီးမှဒီကြိုက်တယ်မကြိုက်ဘူးဆိုတာအဆုံးဖြတ်လို့ရမှာပဲဖြစ်ပါတယ်။အဲ့တော့ ဒီနေ့ဗီဒီယိုလေးတော့တော့ပါပဲခုမှဆာဆွဲလေးရှိရင်လည်းဒီတော့ဗီဒီယိုလေးကအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ် so now video မှာပြန်တွေ့ကြမယ် see you guys